မက်ပြအောင်တို့ပါလား25ရက်နေ့စနေနေ့အတွက်နောက်ဆိုရမွေးလွဲ့ပသားခံမှန်ချက်တွေနဲ့အရေးကြီးသတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အာရပြပင်လယ်၊ဘင်္ဂလားပင်လယ်အော်နဲ့တောက်တရုတ်ပင်လယ်တို့မှာလေဝေလိုင်းတွေတပြိုင်တည်းဖြစ်ပေါ်နေပါတယ်။အဲ့ဒီလေဝေလိုင်းတွေအနက်ဘင်္ဂလားပင်လယ်အော်ကလေဝေလိုင်းဟာပူအားကောင်းလာပြီးအောက်တိုဘာလ30ရက်နေ့မှာဆိုက်ကလုန်းမုန်တိုင်းဖြစ်ဖို့ရောက်ရှိသွားနိုင်တယ်လို့မွေးလွဲ့ပသားခံမှန်ချက်မော်ဒယ်တွေကဖော်ပြနေပါတယ်။ အဲ့ဒီလေဝေလိုင်းတွေရဲ့အချိန်နဲ့ဆိုက်ကလုန်းမုန်တိုင်းဖြစ်အပြုတ်နေတဲ့ဘင်္ဂလားပင်လယ်ော်အတွင်းကလေဝေလိုင်းအချိန်ကြောင့်မနေ့ဖြန်ကနေအောက်တိုဘာလ30ရက်နေ့ထိတနင်္ဂနွေလုံးမှနေရာကွက်ပြီးမူသေးထန်းနိုင်ကြောင်းကြိုတင်အသိပေးလိုပါတယ်ရှင်။မနေ့ဖြန်အတွက်မူရနိုင်တဲ့ဒေသတွေကိုဆက်ပြောပြသွားပါမယ်။မနေ့ဖြန်အတွက်ကချင်း၊စကိုင်းတိုင်းထပ်ပိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကျကျမူရနိုင်ပြီးကျပ်ပြင်းနဲ့နေ့တိုင်းအားလုံးမှာတော့နေရာကွက်ကြောင်းမူရနိုင်ပါတယ်။ ပင်လယ်ပြင်တည်တည်ကလေပွေလိုင်းတွေကြောင့်ဒီကနေ့ညပိုင်းကနေနိုဝင်ဘာလပထမအပတ်ထိပင်လယ်ပြင်ခရီးသွားရင်လည်းကံမီကံဝင်ရေလုတ်သားတွေအတွက်အထူးအန္တရာယ်ရှိတဲ့ရက်ပိုင်းတွေပဲဖြစ်ပါတယ်။ရခိုင်ကံရိုးတန်းအီယာဝတီမြို့ဝကျုံပေါ်နဲ့မွန်တနင်္သာရီကံနီပင်လယ်ပြင်တွေမှာလိုင်းလေကျန်းနိုင်ပြီးလေတိုက်နှုန်းဟာတနါရီကို25မိုင်ကနေမိုင်30ထိရှိနိုင်ပါတယ်။လိုင်းမြင့်ပေဟာ6ပေကနေ9ပေထိရှိနိုင်ပါတယ်။လာမယ့်လေရတာကာလဟာပင်လယ်ပြင်တွင်လေပြင်းအနေနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်တာကြောင့် ငါးဖက်လုပ်ငန်းလုပ်ကိုင်နေတဲ့ရေလုတ်သားကြီးတွေနဲ့ကျားဖောင်လုပ်ငန်းလုပ်ကိုင်နေသူတွေအနေနဲ့ပင်လယ်ပြင်အတွင်းသွားလာတာတွေမပြုတ်လို့ဖို့အထူးအကြံပြုရပါရဲ့ရှင်။လေပွေလိုင်းနေနဲ့ဘင်္ဂလားပင်လယ်ော်အတွင်းဖြစ်ပေါ်လာနိုင်တဲ့မုန်တိုင်းအချိန်ကြောင့်ဒီကနေ့ညကနေအောက်တိုဘာလကုန်ထိတနိုင်ငံလုံးမှာနေရာကွက်ပြီးမူကြီးနိုင်ပါတယ်။မိုးများဆုံးရွာနိုင်တဲ့ဒေသကတော့ရခိုင်ကန်ယူတန်းနဲ့အေရဝတီကန်ယူတန်းဒေသတွေဖြစ်တာကြောင့်ရည်ကြီးမှုတစ်ပင်ပြိုလဲမှုအနေရတွေကိုပါအထူးသတိပြုနေထိုင်ကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။ မူလဝတ္တပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်တွေအရအခုတစ်ပတ်ကြာအတွင်းမှာရခိုင်ချင်းနဲ့တနင်္သာရီတိုင်းတို့မှာမွေးကြိမ်သုံးလမထန်ရနိုင်ပြီးကရင်မွန်အေရဝတီတိုင်းနဲ့ပဲခူးတိုင်းတို့မှာတော့မွေးကြိမ်နှစ်လမထန်ရနိုင်ပါတယ်။ရှမ်းကချင်းကရင်နီမကွေတိုင်းရန်ကုန်တိုင်းနဲ့စကိုင်းတိုင်းတို့မှာတော့မွေးကြိမ်တစ်လမထန်ရရှိနိုင်ပြီးနေပြည်တော်မှာတော့မွေးကြိမ်တစ်လမအောက်ကိုရရှိနိုင်မှာဖြစ်ပါတယ်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့ညပြောင်းလဲလေ့ရှိပါတယ်။ ဒါကြောင့်ကျမတို့ CG platform ကလည်းနောက်ဆုံးရမိုးလေဝသခန့်မှန်ချက်တွေကိုအချိန်နဲ့တပြင်းညီတင်ဆက်ပေးသွားမှာမလို့ဆက်လက်ဆက်ကြည့်ပေးကြဖို့မြေတားရခန့်အပ်ပါတယ်ရှင်။